မတ်မတင်တွေ့ခဲ့တဲ့လီဗာပူးကွင်းလယ်အခင်းအကျင်းဖရန့်ဖတ်နဲ့ပွဲစဉ်မတိုင်ခင်ကလီဗာပူးကွင်းလယ်အတွက်အများကြီးပြောစရာဖြစ်ခဲ့တာပါရာဗီကဒဏ်ရာကြောင့်မလို့ဒီပွဲစဉ်ကိုလွှဲချော်ရမယ့်အနေအထားမှာအမ်စလော့အနေနဲ့ဘယ်ကစားသမားတွေကိုတုံးဆွဲသွားမလဲစိတ်ဝင်စားခဲ့ကြပါတယ်ဝစ်ဆိုဘို မာဂါဆိုတဲ့အတွဲကိုပဲတုံးမယ်လို့ထင်ခဲ့ကြပေမဲ့လည်းတကယ်တမ်းကတော့အမ်စလော့ကဝစ်ဆိုဘိုကာတစ်ဂျုံဆိုတဲ့အတွဲဖက်ကိုထုတ်သုံးလာပါတယ်ဒါကလည်းအနာနဲ့ဆေးတဲ့တယ်လို့ဖြစ်သွားတယ်လို့ဆိုရပါမယ် ကာတစ်ကျောင်းကတိကျမှုတွေနဲ့ဘောလုံးလမ်းကြောင်းတွေဖန်နေတာ။တိုင်ဖက်ရဲ့ကောင်တာတိုက်ခိုက်လာတာတွေကိုလည်းအကောင်ဆုံးဟန်တာနိုင်ခဲ့တာကြောင့်နောက်တန်းကစားသမားတွေတော်တော်လေးအသက်ရှူချောင်းခဲ့ပြီးတော့ဂိုးတွေအတွင်းဂိုးဖန်နေမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။နောက်တစ်ချက်ဂျုံးစ်ကဆိုဘိုနဲ့အကောင်ဆုံးတွဲဖက်ထားတဲ့အခါမှာဖေ့စ်ကဝင်ပေါ်သွားပြီးတော့သူ့စိတ်ကြိုက်ကစားခွင့်ရသွားပါတယ်။ဒါကြောင့်ဖေ့စ်ကိုယ်တိုင်လမ်းဆန်းနေပြီးတော့ဂိုးဖန်တီးမှုနှစ်ကြိမ်ရဲ့ကြံတဲ့အရေးပါတဲ့အခိုက်အတန့်တွေကိုလည်းဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘသူတွေဘလို့ပဲမြင်ပါစေညကကွင်းလေအတွက်ဖက်ကူတော့တကယ်ကြီးကိုကျေနပ်မိတာမှန်ပါပဲကာတီစုံတရားကောင်းကောင်းကြီးလုံးဆောင်နိုင်ခဲ့ပါတယ်ဒါကိုသိလို့လဲအသင်းကသူ့ကိုနှစ်ရှည်စာချုပ်တက်တန်းတိုးလိုက်တာဖြစ်နိုင်ပါတယ်အော်တာရဲ့တွက်ချက်မှုအရဆိုရင်လီဗာပူးသင်းရဲ့ကွင်းလေကစားသမားကာတီစုံဟာဖရန်ဖတ်နဲ့ချန်ပီယံလီပွဲစဉ်မှာအကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပြီးတော့2024-25ရာသီကစတင်ပြီးတော့125ချိန်အထက်ဘောလုံးပေးပို့မှုပြုလုပ်ပြီး122ချိန်အောင်မြင်က တိကျတဲ့ဘောလုံးပေးပို့မှု66ရာခိုင်နှုန်းအထိထိန်းထားနိုင်ခဲ့တဲ့ဝင်းလန်ကစားသမား3ဦးတည်းက2ဦးဖြစ်လာခဲ့ပါတယ်